ဒီမှာပေါ့ဒါကတော့အဆိုးအဆိုးလေးပေါ့သူက15နှစ်သူကအခုအခုရိုက်တဲ့ချိန်ကသူကအဲ့လိုဖြစ်တာပြီးရင်သူပြောက်သွားတယ်ထွက်ပြေးသွားတယ်အဲ့လိုမျိုးအော်မင်းတို့တူတယ်ကြောက်တူရယ်ချိန်မိုးမြန်သူက ါကတော့ပုံပြောင်းပေါ့နော်။ तू က15နှစ်ရှိပြီ။ဒါကတော့အငယ်အောင်17နှစ်ရှိပြီ။နောက်တစ်ခါမှတော့တာတော့9လပေါ့နော်။ तू ကတော့အရန်ဆိုးလို့ခံနေတဲ့ဒါ။စစ်တက်တဲ့ငငယ်လေးတွေရပဲဒါအကြောင်းလေးခွေးတယ်ပဲနေလာဆိုတော့လေဟုတ်။အဓိကအမေပေါ့။အမေကလည်းအရင်ကအကြောင်းလေးမွေးရဆိုတော့အဲ့ဒါစစ်တက်ပါရဲ့။အဲ तू က15နှစ် तू က17နှစ် तू ကတော့အမေနေမှာဒီအလုပ်ကိစ္စနဲ့တွားနေမှာမွေးလာရဲ့ခွေးလေးပေါ့နော်။ तू ကအစားရက်ဒီဘန်ကောက်မှာ ီတဲ့ကမွေးလာတဲ့အကြောင်းမျိုးပေါ့သူကဒီပြန်လာတော့သူ့ကိုခေါ်လာတာပေါ့အဲအဓိကတော့ဒီကောင်ပေါ့ဒီကောင်ကကျတော့သူကအယမ်းဆိုးတယ်သူအဲ့လိုလေချက်တက်လို့ပဲကိုက်ရဲ့အဲ့လိုအပားကိုဆွဲဖြဲတာဘယ်သူမှကင်လို့မရဘူးကိုတရားဘက်ကင်လို့အမေလည်းကင်လို့မရဘူးအဲ့လိုမျိုးဟိုပဲကင်လို့ရတယ်သူကအဲ့လိုမျိုးသူကတော့လူအရန်ရင်တယ်အဲ့လိုကားအရန်လိုက်စီးရယ်ကားမစီးရရင်အဲ့လိုမျိုးသူ့ကိုစိုက်ကားနဲ့အဲ့လိုပတ်ပေးရတယ်သူကအဲ့လိုလိုက်စီးရအဲ့လိုပြောတာသူကကြတော့အစားတောက်ကြတော့သူကတော့ကြောက်သွားပဲစားတယ်ဟိုသမင်းနေပိုင်းမစားတတ်ဘူး သူကတော့စက်သားချောင်းနဲ့သမင်းနဲ့စားတယ်ပြီးပေါင်မှုတ်စားတယ်ဘလို့ချိုးတော့အဓိကအမေပေါ့အမေဆိုပြီးသူကဒီတိုင်းပဲအစာချောင်းလေးထည့်ပေးလိုက်ရတယ်သူ့ကိုကြားရတော့စက်သားချောင်းကိုပြုတ်ရတယ်ပြုတ်ကသမင်းနဲ့နေကျွရတယ်တစ်ခါကျရင်မစားရင်ခွန်ကျွရတယ်အဲ့လိုပေါ့ပြီးပေါင်မှုတ်အရန်စားတယ်ပေါင်မှုတ်အရန်တော့အဲ့လို good morning ပေါင်မှုတ်ကြီးတဲ့ထုတ်ကို၃ရက်လက်စားဆရာဝန်ကသူ့ကိုမစားခိုင်းတော့ဘူးအရန်အစီအေများဆိုတော့အဲ့ဒါအခုကရှော့ပေးနေရတာပေါ့သူ့ကိုအတက်လက်ကြီးနေပြီဆိုတော့သူကအရန်နေတယ်အရန်နေတယ်သူကအရင်ကအဲ့လိုမျိုးပဲသူကလိမ်မာတယ်သူက ။ तू ကအရန်ဆိုးတယ်။ तू ကအရန်ဆိုးတယ်။ तू ကအဲ့လိုမျိုးလူလဲကြောက်တယ်။အဲ့လိုလူဧည့်တယ်အစ်စ်တည်းလိုက်ဒစိမ့်လိုက် तू အဲ့လို तू ပုံနေပြီအဲ့လိုမျိုး तू က तू ကအဲ့လိုပေါ့ तू ကကြတော့ပါရှန်ဖြစ်တဲ့အခါကျတော့ तू ကနည်းနည်းလေးအရင်လုံးဝတူပေါ့တခြားအတိအိမ်မှာထားခဲ့တဲ့ခါကျတော့နည်းနည်းလေးစိတ်ရိုင်းဝင်သွား။ဝင်သွားချင်းမှာကိုကိုင်ကိုကိုင်ရရတယ်အဲဒစိမ့်တော့ကိုင်ရအမေကိုင်ရရတယ်။အဲ့လိုအခန်းတွေကအဲ့လိုလှမ်းလှမ်းကုတ်ပြီးတော့အဲ့လိုဆွဲဖြဲတာ။အရန်ဆိုးရဲ55နှစ်တာရှိနေရ तू ကအသက်တာကြီးနေရနည်းနည်းခလေးစိတ်ပဲအခုချိန်ဆော့တော့အဲ့လိုမျိုး ။ तू ကလည်းနည်းနည်းမနာလိုပဲ။မနာတော့ तू နဲ့အဆင်ပြေဟိုခွေးတစ်လေးနဲ့ဆိုရင် तू ကနည်းနည်းမနာလိုပဲ तू ကအဲ तू ကကြာတာပေါ့ဟိုသူ့ကိုအရင်တခင်ကအဲမမွေးရောတဲ့ခါမှာကိုရခွဲခါကြ तू ကအဲ့လိုပေါ့ဟို အရင်တခင်သူ့ကိုပြစ်သွားရခံစားမှုသူဖြစ်တာပေါ့နော်အဲ့လိုအမနော်အရင်တခင်ကလည်းဟိုသူ့အိမ်မှာလည်းတခြားခွေးကြီးရှိရခါကျဒါခွေးတကယ်ချစ်တဲ့လူကိုပေးချင်တယ်ဆိုတော့ကိုကြီးကလည်းကိုကြီးအတိအမှန်ရပြောသွားခေါ်လိုက်တဲ့အချိန်မှာသူ့မျက်နှာထဲချစ်စရာလေးအဲ့ခေါ်တော့သူအခုကိုကြီးကိုလုံးဝအပြောင်းမခံတော့ဆောနာကလည်းပဲသူကဟိုကိုမရှိရခါကျလှမ်းဟအောင်လို့အင်တာဗျူးတော့ဖြေလို့မရရပါအဲ့လိုဖြစ်ဖြစ်သွားအဲ့လိုမျိုးအရန်လူမင်းနေပေါ့နော်တခင်ကိုအရန်ချစ်တယ်ပေါ့ဟိုခွေးကဟာ အဲ့ဘောအဲ့ဘောသူအဲ့လိုတောင်းမှဆိုလို့ light house လဲပြီးရင်သူဒီဘောကိုလူသိန်းအတစ်တေပါရေဆိုရင်သူအဲ့လိုကြောက်တယ်ဘောကြောက်တော့သူဟောင်းနေဘောအဲ့လိုကိုက်ကြအောင်မကိုက်ဘောအဲ့လိုဟောင်းမှာဘောသူကလုံးဝအငယ်သူကအရင်ဝတ်တုတ်ပြဲလေးတော့ဝတ်တုတ်ပြဲလေးဖြစ်နေတယ်သူကအဲတနာဘောတနာဆိုတော့အဲ့လိုဘောသူ့မှာ trauma လေးရှိတဲ့အခါကျကိုရဲခွေးမွေးကြောင်ဝဲဟာတိရခါ trauma ရှိတော့သူ့ကိုအဲ့လို view site တယ်အဲအခုဒီအမေးအိမ်လာနေတဲ့ခါကလေဒီကိုရီနေရဲ့အိမ်ကိုပြန်ရွာပြီဆိုရင်မှိုင်းွာတာသူတို့ကမှိုင်းွာဟိုနေရဆိုလေဖျားအောင် ဖျားရတယ်အဲ့ဒါလည်းစေကန်းပြန်ပြပြီးဒီဘက်အိမ်မှာပြန်လာတာနေဒီဘက်အိမ်ပြန်ရောက်တယ်ပြန်ကောင်းသွားဒီဘက်အိမ်ပြန်ရောက်တယ်သူကသမဲစိတ်တနေ့ကို၅ပတ်ခံသွားတယ်ပြီးရှူပေါက်တယ်ဒီအလေးစွန့်တယ်ပေါ့နော်ဟိုဘက်အိမ်ကအလေးမစွန့်တော့ဘူးအဲ့လိုမျိုးရှူးပဲပေါက်တော့အလေးမစွန့်အဲ့လိုအပြင်သွားရင်အဲ့ဒီဝင်းဝင်းတဲမှာစားစည်းဝင်းတဲမှာလမ်းသိမ်းရှောက်ရင်လေရှူးတဲ့ပေါက်ဘူးလေးလေးမစွန့်အိမ်မှာတော့အိမ်မှာပဲအဲ့ဒီသူ့ဒိုင်ပါအခင်းလေးမှာသူရှူးပေါက်တယ်အလေးမစွန့်ဒီရောက်မှအလေးစွန့်တယ်အော်ဒီကိုခေါ်ခေါ်လာတယ်သူ့ကို အဲတုံ့ပြန်မှုကဒီကြောင်ကကြတော့အရင်ကြောင်တွေကလူနာအရန်ကတ်တယ်ပေါ့နော်ဒီကောင်ကတိတ်မကတ်ဘူးသူ့မှာဒီဖာလီဖာတာနေရယ်သူစားရရှင်စားရယ်သူ့မှာဒီပဲနေရအများသူကအရန်ကတ်တယ်အဲ့လိုအပြင်ထွက်ရင်လိုက်ချင်တယ်အဲ့လိုကားတန်ကြားပြီးကိုကားတန်ကြားပြီးဆိုတော့အိမ်ဘွားနေချက်ချင်းတည်ရဆက်ချင်းဝန္ဒနာဖတ်ကြည့်ရပြည့်တခါဘက်ကိုရောက်လာအဲ့လိုမျိုးသူ့ကြိုတယ်အငဲကောင်လေးကြိုတယ်ကြောင်ကမျိုးကြောင်ကအဖတ်ကောင်မျိုးပြကိုချေမိုးနဲ့ကိုထက်သူကပိုချေနေကိုကပါချေွားအဲ့လိုမျိုး ကျောင်းကရုတ်တောင်တူသေးရဲ့ဟုတ်တယ်ကျောင်းကတော်တော်တူပါချိန်အလိုစုပုတ်များနေချိန်ပြည့်ဟုတ်လားဒီပါပေါ့ဒါကတော့အဆိုးအဆိုးလေးပေါ့သူက15နှစ်သူအခုအခုရိုက်တဲ့ချိန်ကတော့အဲ့လိုဖြစ်တာပြီးရင်သူပြောက်သွားထွက်ပြေးသွားအဲ့လိုမျိုးအောင်မင်းရုပ်တူတယ်ကြောက်ရုပ်တူရယ်ချိန်မိုးရ तू ကငငယ်လေးတည်းငငယ်လေးတည်း तू ဟိုးဆမိုးရယ်ငငယ်လေးတည်းအဲ့လိုမျိုးဒီပုံစံလေးပဲ तू ဟိုဂါဖီ ကားတွေကကြောင်ရုပ်လေးဖြစ်နေရသူကစားရတော့ Royal Candy ပဲစားတယ် Royal Candy တစ်မျိုးတည်းပဲအဲ့ဒါပဲသူကဝယ်ပေးပြီးကျွေးရတာပေါ့စဉ်းစားကြည့်သူမစားတတ်ဘူးပေါ့အဲ့လိုမျိုးဟာအဲဒီအားကြပေါ့နော်ဒီ trade sand တွေဆိုတာကိုယ်တွေကျွေးမှကိုယ်တွေပြုစုမှသူတွေစားရတယ်နေရာရဲ့ခါကြတော့ကိုယ်ရောတနားလူဆိုရင်ကြတော့လေဘိုက်ဆိုင်ဘိုက်ဆိုင်ပြောလို့နေမကောင်းဘူးနေမကောင်းဘူးပြောလို့သူကြောင့်မပြောတတ်ဘူးလေဘိုက်ဆိုင်ရဲ့ကျိုးမှဟောင်းလို့ပဲရမယ် နေနေကောင်းဆိုလဲမျက်နှာငယ်လေးနဲ့ပဲကြည့်လို့ရပဲအဲ့ဒါကိုရကသူ့ကိုနေရွယ်လေးကင်ဖြီးလိုက်ဒီဘိုက်လေးကင်ကြီးပူပဲဆိုရင်စိတ်ကန်းပူပါပြီအဲ့လိုမျိုးတန်ရောစင်ပေါ့တန်ရောစင်ကမထားအောင်ပါတန်ရောစင်ကြီးကြီးရဲ့အမောကပြေုံမပို့ပါမောပါဟာတဲ့ဟမ်းကြအသေးသွားပြီးအလေးတွေလုတ်ထားလုတ်ဝပြီးဟာစားဖို့တော့ကလည်းကျွေးရသေးရဲ့အသေးတက်ကိုကတာနောက်မှစားရတာသူတို့အရင်ကျွေးရတာ အချစ်ကောက်အများကြီးပြရတော့ဒါကိုရှာတဲ့ဟာဆိုလေအိမ်မှာဆိုရင်ဒီအပြင်ထွက်လို့ပြန်လာပြီဆိုရင်အမေတို့မဟုတ်ပါမယ်သူတို့မဟုတ်ပါမယ်အပြင်ဆိုင်သွားပြီဆိုတို့တို့အဝင်စားပြင်အသူတို့ဒီစပါကိုလည်းတလားတခါပို့ပါလေအဲသူတို့နှကောင်ကတဲ့ဟိုတကောင်ပဲနည်းနည်းပဲတဲ့ဟိုတကောင်ကကြတော့သူနဲ့မတဲ့ဘူးသူ့ကိုတဲ့သူကကြတာဟိုတကောင်ကနည်းနည်းမနာလို့ဖြစ်တယ် ဲ့လိုမျိုး तू ကနည်းနည်းဟိုအချစ်ခံခြင်းနဲ့အငယ်ဆုံးအားတည်းအခုမှအစ်စ်ပေါ်လာတော့နည်းနည်းမနာလို့ဖြစ်တာ तू ကအဲတုတ်တခင်ကကြာတော့အခုဟို Facebook မှာလည်း friend ဆိုတော့လေဟိုကမာလေးကလည်းမပေးချင်ဘူးတို့မှ तू तू အိမ်ကလည်းဒါခွေးနေနေများလာတာပေါ့နော် तू လည်းအဲ့လိုဟိုတကယ်ချစ်တဲ့ပြို့ तू ပေးမယ်ပြီ तू လာကြည့်ရင်လည်းကြည့်လို့ရတဲ့မျိုးစိမ့်ပါလှမ်းလှမ်းမေးရဲ့လည်းမျိုးအဲခလေးလေးကလိမ်မာသွားပြီအကိုရေးဟိုတခုအစဉ်ပြင်ပြောပါနော်ဟို तू လည်းသွားယူပဲနေရောဆိုကမာလေးကငိုးလို့ကိုအောင်ကသားသွားကိုလည်းဒါတန်ရောစင်တိရဲ့လေတိရဲ့ခါကျတော့ကိုရေးတောင်မှ ဒီလိုခလေးတစ်ခုဖြစ်သွားရင်ငကန်းတော်ဝမ်းနေရဆိုအော်တိုးလေတိုးမျိုးဖြစ်တဲ့ခါကျတော့လေဟိုမဖြစ်စေချင်ဘူးပေါ့နော်ဒါပေမဲ့လေဟိုတိုးလေတိုးမှအခက်ခဲလေးရှိတဲ့ခါကျဒီခွေးလေးကကိုယ့်စီကိုရောက်လာလေကံကောင်းကပကိုရဲ့တကယ်ကိုတေချာလေးခယူဆိုင်တဲ့လူမျိုးဆိုတော့တိုးလည်းစိတ်ချသွားပါရဲ့အဲဒါတော့လေဟိုထရမာပေါ့နော်ဟိုတချို့ကိုယ်အတိတဲမှာကိုယ်ရဲ့အမျိုးထဲမှာရှိပါဒီခွေးကိုအရန်ကြောက်ပဲခွေးခိုက်ခံထားရရှိပြတာကိုယ်ရဲ့အမျိုးထဲမှာလည်းခွေးယူပြန်ရောဂါနဲ့တိတ်ဝါးယူလေရှိရခါလို့ကြာတော့ ဟိုအဓိကကတော့ခွေးကောက်ကွယ်စေးထိုးရမယ်အကယ်၍ဒဇင်းခွေးကိုက်လိုက်ပြီဆိုရလဲခွေးကောက်ကွယ်စေးထိုးတင်တယ်အမြန်ထိုးရမှာပေါ့နော်ဒါကတော့ဟိုမတော်ဆုံးတင်ပေါ့ပါပြီးတော့ဒီယောဂါကဆေးမမှီချက်ချင်းဒါအသက်ဆုံးရှုံးသွားတဲ့အခါကျတော့အန္တရာယ်များရယ်ပေါ့နော်ဟိုချစ်တဲ့ကဒီအဓိကလမ်းဘေးတီလေးကိုကြားရော်လဲဒါတက်နိုင်တဲ့လူလေးရယ်နေစားပြီးဒါကောက်ွယ်စေးလေးလိုက်ထိုးရလဲရှိတဲ့အခါကျတော့လဲအဆင်ပြေမဟုတ်လဲဒါလမ်းဘေးခွေးရာဒီခွေးပြန်ယောဂါလေးစဖြစ်လာပြီးတော့ဒီအပြင်လူကိုကြိုက်တာလေးပါရှိတဲ့အခါကျတော့လေဟိုပြဿနာလေးတက်တာပေါ့ အကာကွယ်ဆေးရအောင်အများတစ်နှစ်တစ်ခါပုံမှန်ထိုးတယ်တန်ချရတယ်ပုံမှန်ပေါ့နော်အဲ့ဒါပုံမှန်လုပ်ရတာပေါ့မလုပ်လို့လည်းမရဘူးသူကိုလေအာဒီတိတ်ဆန်လေးဆိုတာပေါ့နော်တကယ်ကိုအပြစ်ကင်းပါတယ်တကယ်ကိုတနာဖို့လည်းကောင်းတယ်ကိုယ်ပြုညနှူးပါပေါ့အခါကျတိတ်ဆန်လေးကိုချစ်ခင်ပေးကြပါလို့ပြောစင်ပါတယ်မြန်မာစတာပစာ